မင်္ဂလာပါရှင်ရှင်းအေကိုမီဒီယာကကြိုဆိုပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဤလက်ညှိုးမှကြားချက်များထက်ဆင့်ရှင်းလင်းခြင်းကိုအေဘီလ12ရက်နေ့နက်9နာရီကတောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရဖွဲ့ရုံးစည်းဝေးခန်းမှ၌ကျင်းပခဲ့ပါတယ်အစည်းအဝေးသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ပြည်내ဝင်ကြီးများပြည်내ဥပဒေချုပ်ပြည်내ဆိုးရအဖွဲ့တွင်ရင်းမှုနှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။အစီအဝေးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဤလမ်းညွှန်မှကြားချက်များအားရှမ်းပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကထက်ဆင့်ရှင်းလင်းရာမန္တလေးငလျင်တန်းကြီးကျောင်းငလျင်တန်းတင်းငယ်တော်အင်းလေးဖောင်တော်ဦးဖရာပြုပြင်ရေးကိစ္စနှင့်ပတ်သက်၍ပြောကြားရာဖောင်တော်ဦးဖရာရင်ပြင်တော်ပြုပြင်ပြီးပါကပင်မကျောင်းဆောင်ပြုပြင်နိုင်ရန်အတွက်ကော်မတီများစနစ်တကျအဖွဲ့စည်းဆောင်ရန် န်လိုအပ်ပါကြောင်းကော်မတီများကပြည်ပြင်ဆောင်ရွက်မည့်အင်ဂျင်နီယာဖွဲ့များမှလိုအပ်သည့်တင်ပြမှုများသိရှိပြီးပေါင်းစပ်ပေးရန်လိုအပ်ပါကြောင်းဖျားရည်ပြင်းကြောက်ပြများအပိတက်ခင်ကျင်နိုင်ရင်စနစ်တကျစီမံဆောင်ရွက်ပြီးရန်လိုအပ်ပါကြောင်းအင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များဒေတာစာရီကြွချင်နိုင်ရင်အတွက်ငလျင်တန်ကြောင်ပျက်စီးသွားသည့်ကရဝိတ်ဖောင်တော်များတတ်မှတ်ကာလအချိန်မီပြီးစီနိုင်ရင်ပြုပြင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များဒေတာစာရီကြွကြည်သည့်အခါညာဘုရားကျိမ့်မီဖုံတော်ကြီးเจ้าနှင့် နေစန်းစက္ကမီဖုံတော်ကြီးเจ้าများငလျင်တန်တည်ငယ်တော်ကြောင့်အချိန်မီပြီးစီအောင်ပြည့်ပြင်းဆောင်ရွက်ပြင်းလိုအပ်ပါကြောင့် အဆောက်အဦပြုပြင်ရာတွင်လိုအပ်မည့်တင်များကိုတစ်ထုတ်လုံရေးအဖွဲ့နှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးကြရန်နှင့်တစ်လိုအပ်ချက်များတစ်ရွယ်အမျိုးအစားများတစ်ထားရှိမည့်နေရာများကိုရွေးချယ်ပေးရန်လိုအပ်ပါကြောင်းအင်းလေးဖောင်တို့ဖရာအချိန်မီပြုပြင်နိုင်ရန်အတွက်အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန်လိုအပ်ပါကြောင်းစာတင်ကြောင်းများကိုလည်းသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးကြရန် အနေရစီအဆောက်အအုံများစံချိန်မမီသည့်အဆောက်အအုံများဖြည့်သိမ်းရန်လိုအပ်ပါကြောင်း ငလျင်တန်သည့်ပြည်သူများအားထောက်ပံ့သည့်ပစ္စည်းများကိုလည်းတိုးလောင်းမထားဘဲအမြန်ဆုံးထောက်ပံ့ပေးရရန်လိုအပ်ပါကြောင်းအဆောက်အအုံများစောက်လုပ်ရာတွင်နှိကက်မှုများတွေ့ရှိရသဖြင့်တက်မှတ်အကွာအဝေးတိုင်းတာများဖြင့်စောက်လုပ်ပေးကြရန်ထက်စင်ရှင်းလင်းပြောကြားကြောင်းသိရှိပါသည်။ထို့နောက်တက်ရောက်လာသည့်ပြည်내ဝင်ကြီးများပြည်내ဆိုရအဖွဲ့တွင်မူလိုကမန္တလေးငလျင်တန်ကြီးကြောင့်ငလျင်တန်တည်ငယ်သည့်အင်းလေးဖောင်တို့ဘုရားပြုပြင်ရေးကိစ္စများ ငလျင်တန်းနေပြည်သူများအားထောက်ပံ့ပေးရမှုနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။